မလီယံဖမ်နဲ့တင်းရီရောပရိသတ်များအားလုံးပဲမင်္ဂလာပါလို့တင်ဆက်သူကျမထက်တက်ကနှုတ်ခွန်းဆက်တာအပ်ပါရရှင်။ Weekend Spotlight အစီအစဉ်ရဲ့တင်ဆက်ခြင်းကတော့ကြားလွန်လာပါပြီရှင်။ Weekend Spotlight အစီအစဉ်ဆိုတာနေ့စဉ်လူနေမှုဘဝကိုမိမောင်းထုတ်ပြနိုင်မဲ့အကြောင်းအရာစုံစုံလင်လင်ကို네ပဲအသီးသီးကအတတ်ပညာရှင်တွေအနုပညာရှင်တွေနဲ့အတူတူဆွေးနွေးတင်ဆက်နေတဲ့စကားဝိုင်းပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ Lady Grace Diamond Land ရဲ့ Founder ဒေါက်တာနန်းတမူသူကိုဆွေးနွေးဖို့အတွက်ဖိတ်ခေါ်လို့ထားရပဲဖြစ်ပါရဲ့ရှင်။အမနဲ့အတူတူဆွေးနွေးမဲ့အကြောင်းအရာကတော့ကလေးငယ်ရှိတဲ့ ခင်တဲ့အနေနဲ့ခလေးတစ်ဖက်နဲ့ဘယ်လိုမျိုးအလုပ်လုပ်လို့ရမလဲဝင်ဝင်တိုးပွားအောင်လို့ဘယ်လိုရှာရမလဲဆိုတဲ့အကြောင်းအရာတွေရယ်။အောင်မြင်တဲ့အမျိုးသမီး business owner တွေရဲ့နည်းပြဟာတွေပြီးတော့ကိုယ့်ရည်မှန်းချက်နဲ့အခြေရေးအိမ်တော်ရေးကိုဘယ်လိုမျိုးဟန်ချက်ညီအောင်ထိန်းညီမလဲဆိုတဲ့အကြောင်းအရာတွေကိုဒီနေ့မှာတော့ဆွေးနွေးတက်ဆက်မှာဖြစ်လို့နားဆင်ပေးပါအောင်ရှင်။ ဆက်ပြီးတော့မေ့ချင်တာကကြတော့ဒီ work life balance ထိန်းဖို့အတွက်နီလန်ကောင်းလေးတွေလည်းရှိမှာပဲအဲ့တော့အမကိုယ်တိုင်ကျင့်သုံးပြတဲ့နီလန်ကောင်းလေးတွေကိုလည်းမျှဝေပေးခဲ့ပါဦးဟုတ်ကဲ့အာမမတို့ကိုယ်ပိုင်အချိန်နဲ့အလုပ်ချိန်ပေါ့နော်အဓိကအမတို့ခွဲတတ်ဖို့လို့တယ်အဲ့လိုခွဲဖို့ဆိုရင်အမတို့ကအာလုံးစရာရှိတဲ့အလုပ်တွေကိုဦးစားပေးနံပါတ်တက်လိုက်အပေါ်အချိန်ဖြုံးတာကိုရှောင်လုံးစရာမရှိတာတွေကိုလုံးစရာမလိုတဲ့ဟာတွေကိုဥပိ္ပခါပြုနိုင်အောင်လုပ် ဲ့ဒီခါကျရင်မတို့လုံးစရာရှိတဲ့ဟာတွေပဲ focus ထားပြီးလုပ်လာရင်မိသားစုအတွက်ကော ကိုယ့်အတွက်ကောကိုပိုင်အချိန်ဆိုတာထွက်လာလိမ့်မယ်ဟုတ်ကဲ့နောက်တစ်ခုကအဲ့လိုကိုပိုင်အချိန်ကိုလည်းမတို့က family time ကိုတီးသန့်သတ်မှတ်တင်တယ်မဆိုရင်အင်္ဂါတရက်အတိုင်းကိုရုံးပိတ်တယ်မရုံးပိတ်တယ်ဆိုင်လည်းပိတ်ပေးတယ်ကလေးလည်းပေးနာတယ်ပေါ့နော်အဲ့တော့အဲ့ဒီအချိန်မှာတော့အမအလုပ်တွေအကုန်လုံးမေ့လိုက်တယ် အင်္ဂါတရက်မှာအမအလုပ်တွေလည်းမလုပ်ဘူးအာအမဟိုပေါ့မိသားစုအတွက်ကိုအဓိကအချိန်ပေးဖြစ်တယ်ဟုတ်ကဲ့ပါရှင်အဲ့တော့အခုဒါကတော့ပေါ့နော်အခုတော်တော်များများဒါအမျိုးသားရောအမျိုးသမီးရောပေါ့နော်အလုပ်တွေအများကြီးလုပ်ချင်တယ်ပြီးတော့ကိုယ့်အင်ကမ်းလေးလည်းကောင်းချင်တယ်နီလန်းကောင်းလေးပေါ့နော်ဒီဒီပိုင်းမှာထက်ဆက်ပြီးတော့မေ့ချင်တာကြတော့မှရယ်ဒါရင်ဝင်ပိုက်ကလေးလေးရှိရဲ့ဒါမေမေရှိမယ်ပေါ့နော်အဲ့လိုမျိုးမိခင်နေအနေနဲ့ကလေးတစ်ဖက်နဲ့ဘယ်လိုမျိုးအလုပ်တွေကိုကြိုးကြိုးစားလုပ်လို့ရမလဲဝင်ငွေတွေဘယ်လိုမျိုးရှာရမလဲဆိုတာကိုမကလည်း ီအင်ယူလေးမှာပြောပြပေးခဲ့ပါဝီကန်စပေါ့လိုက်မှာပေါ့နော်ဟုတ်ကဲ့ဟိုပေါ့ဟိုရင်ခွင်ပရွယ်ကလေးရှိတဲ့မိခင်နေဆိုလို့ရှိရင်နှမျိုးနှစားရှိတာပေါ့တချို့ကျတော့လည်းကံကောင်းစွာနဲ့အိမ်ကနေကြည်ပေးတဲ့မိသားစုဝင်နေရှိနေတယ်ဟုတ်တချို့ကျတော့လည်းအဲ့လိုအိမ်ကကြည်ပေးနိုင်တဲ့မိသားစုဝင်မရှိနေဘူးဟုတ်ပါပေါ့နော်အဲ့တော့ အဲ့ရနေကြည်ပေးနိုင်တဲ့သူရှိတယ်ဆိုရင်တော့ဒါအင်မတန်ကံကောင်းသောမိန်းကလေးပေါ့နော်အဲအဲ့လိုမှမရှိဘူးဆိုရင်တော့မတော်ဘာလုပ်ရမလဲဆိုတော့ကိုကျွမ်းကျင်တဲ့အလုပ်ကိုကလေးတစ်ဖက်နဲ့ဘယ်လိုလုပ်နိုင်မလဲဆိုတာကိုစဉ်းစားရမှာ အမတို့ကဆိုရင်လည်းပဲဘာဖြစ်လဲဆိုတော့ကိုလာသားအိမ်တော်ကြီးစပြီးတော့မအဆင်မပြေတဲ့အချိန်ကတသားလေးကကိုလာသားပေါ့နော်အဲ့ချိန်မှာမသည်အမတို့ရဲ့အမေအိမ်ပေါ်ကိုပြန်လာခဲ့တယ်ပြန်လာခဲ့တဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ဖေဖေကလေဖြတ်နေတယ်မေမေကကြောက်ကြက်ယောဂဖြစ်နေတယ်ကလေးကိုလာသားလေးဆိုတော့နှုတ်လည်းမပြတ်သေးဘူးဆိုတော့ဒီကလေးလေးနဲ့မမဒီအဲကလေးကိုဝင်ရတဲ့အချိန်ကစပြီးတော့ကလေးမွေးတဲ့အချိန်ထိလည်းပဲအလုံးမလုံးရဘူးဆိုတော့အဲမ အလုံးနဲ့လည်းအဆက်အသွယ်ပြတ်နေတယ်ကိုပိုင်ဝင်ဝင်လည်းမရှိဘူးအဲဒါခုနကပြောခဲ့တာမားတို့ဒီအဲကလေးရသွားသည်ဖြစ်စေအိမ်အောင်ကြသွားသည်ဖြစ်စေမိန်းကလေးတယောက်ဒီစာတင်တဲ့နောင်ဆက်တယ်အလုံးလုံးတင်တာဆက်လုံးစာဘာလို့လဲဆိုတော့မမရဲ့ဘဝနဲ့ဂျင်းပြီးတော့ရခဲ့တဲ့သင်ကန်းစာပေါ့နော်အဲ့တော့အဲ့ချိန်ကလေးကိုလာလေးနဲ့မမလမ်းပြောက်တယ်ကွယ်လမ်းပြောက်တယ်ဆိုတော့ဘာလို့ရမယ်မှန်းလဲမသိဘူးဒီကလေးလေးကလည်းအယမ်းငယ်လွန်နေတယ်အဲ့တော့ နောက်လက်ထဲမှာလည်းအရင်နှီးပတ်ဆက်ရဲ့လို့အများကြီးမရှိနေဘူးအဲ့ဒီခါကျတော့အမဘာလုပ်ဖို့စဉ်းစားလဲဆိုတော့ဒီကလေးတစ်ဖက်နဲ့ငါလုပ်ရမယ့်အရာဘာရှိမလဲလို့စဉ်းစားတယ်ဟုတ်ကဲ့ကိုနဲ့ကိုက်ညီမယ့်အရာတွေခြားရေးကြည့်တယ်ပေါ့နော်အဲ့မှာအမဘာတို့တွေ့လဲဆိုတော့အမဒီဆယ်လမ်းအောင်ပြီးကလေးကစတင်ခဲ့တဲ့သူဖြစ်တယ်အဲ့အတွက်ကြောင့်မလို့အမဒီစတင်နိုင်တယ်အဲ့ဒီအရာလေးကိုတွားတွေ့တယ်အဲ့တော့ okay စတင်မယ်ဆိုလို့ရှိရင်လည်းပဲအာအရင်တော့လို့ study guide လို့တိမ်ဝင်တိမ်ထွက် ဒီကလေးလေးပိုက်ပြီးတော့တတင်လို့တော့မဖြစ်နိုင်တော့ဘူး။ဟုတ်ကဲ့။မဖြစ်နိုင်တော့တဲ့အခါကျတော့မဘာလုပ်လဲဆိုတော့တိုက်ခန်းလေးတစ်ခန်းငှားရတယ်။အဲ့တိုက်ခန်းလေးမှာစာတင်ကုန်လေးနည်းနည်းလေးတွေထည့်တယ်။ထည့်ပြီးတော့အဲ့မှာကျူရှင်စပြီးတော့တင်တယ်ပေါ့နော်။ကျူရှင်ကြောင်းတေးသေးလေးပေါ့နော်။အဲ့ဒါလေးကိုစပြီးတော့လုပ်တယ်။အဲ့လိုလုပ်တဲ့အချိန်မှာလဲအဲအရင်နည်းပတ်စံလက်ထဲမှာပတ်စံအများကြီးမရှိတဲ့အတွက်မခုနပြောတိုက်ခန်းနေရဟိုကျူရှင်ကန်းကြီးတွေလိုအကျယ်ကြီးတွေအကောင်းကြီးလည်းမမငှားနိုင်ဘူး။ရိုးရိုးတိုက်ခန်းလေးတစ်ခန်း။အဲ့တော့ဘာလုပ်ရလဲဆိုတော့အခန်းတွေလည်းအများကြီးမကန့်နိုင်ဘူး။ဒီကိုရေးရှင်းတွေလည်းမလုပ်နိုင်ဘူး။အဲ့တော့ ော့အခန်းကဏ္ဍကိုမှသည်လိုက်ကအထုလေးတစ်ခုလှုပ်လိုက်တယ်လှုပ်လိုက်ပြီးတော့အဲ့မှာအရှိကန်းလေးထဲမှာဒီကလေးတွေကိုစာတင်တယ်စာတင်ပြီးကလေးတွေကိုစာပေးပြီးတာနဲ့မဘာလို့ရလဲဆိုတော့တသားကိုခန်းထဲကိုဝင်နေနိုတာရရဲချော့သိရရဲပေါ့နော်အဲပြီးလို့ရှင်သူအိတ်သွားပြီးဆိုရင်ကလေးတွေကိုတစ်ခါပြန်လာပြီးတော့စာတင်ရတယ်တချို့ဥမာတွက်စာတွေပေးတယ်ဆိုလို့ရှင်ကြက်စာတွေပေးတယ်ဆိုလို့ရှင်လည်းမစာတင်ဝိုင်းလေးတွေရှိရစာတင်ဝိုင်းလေးတွေဆိုရင်လည်းမဘာလို့လဲဆိုတော့တသားလေးကိုရင်ခွင်ထဲထည့်ပိုက်ပြီးတော့ မှာစာထိုင်တင်ရတာ ਈ လဲရှိတယ်ပေါ့เนาะအဲ့တော့အဓိကကဟိုမမတို့ပြောချင်တာကိုယ်ကျွမ်းကျင်တဲ့ကျွမ်းကျင်မှုကဘာလဲအဲ့ကျွမ်းကျင်တဲ့လုပ်ငန်းခွင်ကကလေးကိုအတူခေါ်လို့ရတဲ့လုပ်ငန်းခွင်လားအဲ့လိုမဟုတ်ဘူးဆိုရင်တော့အဲ့လုပ်ငန်းခွင်ကိုယ်တိုင်ဖန်တီးမှရမယ်ကိုယ်တိုင်မဖန်တီးဘဲနဲ့တော့ အာဟာကလေးရှိတယ်ငါအလုံးမလုံးနိုင်ပါဘူးကလေးတစ်ဖက်နဲ့အလုံးလုံးဖို့ကမဖြစ်နိုင်ဘူးကလေးကငယ်သေးတယ်ဆိုတော့အချောင်းပြချက်တွေလုံနေတော့တိုးတက်တော့မှာမဟုတ်ဘူးဒါပေါ့ဒါပေါ့နော်အဲ့တော့အဓိကကမတော်ကလှုပ်ချင်စိမ့်နဲ့ကိုနဲ့ကိုက်နေတဲ့အလုတ်ကိုရွေးတက်ဖို့တော့လိုတယ်နော်အခုခေတ်ကတော့ညီမလေးရဲ့အခွင့်အလမ်းတွေကပို့ပြီးတော့များတယ်ဘာလဲဆိုတော့ဥမာ online shop တွေလုပ်လို့ရတယ်လေမတော်ခေတ်တော့ဆိုဒါတွေမရှိဘူးမရှိဘူးမရှိဘူးနော်အိုး internet ဆိုလဲဆိုင်မှာဆိုင်မှာတောင်းရတဲ့ခေတ်ပေါ့နော်ဖုန်းတွေလည်းလူတိုင်းစိမကိုက်နိုင်ဘူးဆိုတော့မတော် တော့ပိုခက်ခဲပါတယ်အခုကတော့အဲ online shop တွေလည်းလုံးလို့ရတယ်နော်အဝတ်ထည်လေးဆိုရင်အမတွေ့တယ် group လေးတွေဖွဲ့ထားတယ်အဲ့မှာ order ကောက်လို့ရတယ်နော်ဟိုအရင်နေ့တောင်မလို့ဘူးလေနောက်တစ်ခု ခုနကလို့တော့မလို့စာတင်တတ်မယ်ဆိုရင်အွန်လိုင်းကနေစာတင်လို့ရတယ်ရတယ်နော်မတို့တော့လို့တင်တက်စင်းသွားတင်နေကြလဲမလို့အဲနောက်တစ်ခုမတို့ဟိုတချို့ကလေးတွေဆိုစာရေးကောင်းတယ်အဲဆိုရင် counter writing လုပ်လို့ရတယ်နော် counter writing ရေးလို့ရတယ် contact writer လုပ်လို့ရတယ်ပြီးတော့ work from home လဲခေါ်ရတယ်နော်ဟုတ်တယ်အဲ့တော့ဟို work from home လုပ်လို့ရတဲ့အလုပ်တွေမှာအများကြီးဆိုတော့အခွင့်အလမ်းတွေရှိပါတယ်စူးစမ်းကြပါလို့မပြောချင်တာဟိုကလေးရှိနေခြင်းဒီကိုအလုပ်လုပ်လို့မရဘူးဆိုတဲ့အကြောင်းပြ ချက်တစ်ခုတော့မဟုတ်တော့ဘူးဒီနေ့ခက်ကပို့ပြီးတော့မှအခွင့်အမ်းတွေများလာပါတယ်โอเคပါရှင်ကဲအဲ့တော့ဒီနေ့ weekend spotlight ရဲ့ဒီ interview ကဏ္ဍလေးမှာထပ်ပြီးတော့သိကျင်တာကတော့အခုနောက်ပိုင်းမှာတော်တော်ခက်စားလာတဲ့စကလုံးပေါ်မှာရဲ့ passive income ဆိုတာပေါ့နော်အဲဆက်ထက်ကိုယ်တိုင်လည်း passive income ရဖို့အတွက်ကိုတကယ်ကိုစူးစမ်းနေရတဲ့သူတရားပေါ့နော်ဒီလိုမျိုး passive income ဆိုတာကအလုံးမလုံးပဲနဲ့ဝင်ငွေရအောင်လို့ဒါရှိနေတဲ့အနေထားလေးပေါ့နော်အဲ့ဒီအနေထားဖြစ်အောင်လို့ရောဘယ်လိုမျိုးတိဆောက်ရမလဲစူးစမ်းနေတဲ့သူတွေအ ားလုံးအတွက်ကိုလည်းမရဲ့နီးလက်နေကိုပြောပြပေးခဲ့ပါအောင်ဟုတ် passive income ရဖို့ဆိုတာလေအပြောသာလွယ်တာအညီမလေးလောက်တော့ခက်တယ်ဟုတ်ကဲ့ဘာလို့ဆိုတော့အဲ့ဒီ passive income ရဖို့တိဆောက်ဖို့ကခက်တာ passive income လို့အာပြောဖို့ဆိုရင်တော့မတို့ကနှစ်ပိုင်းရှိတယ်ကွာ အာ tangible assets လို့ခေါ်တဲ့ထိတွေ့ကင်တွယ်လို့ရတဲ့ပိုင်ဆိုင်မှုရှိသလားသို့မဟုတ် intangible assets လို့ခေါ်တဲ့ထိတွေ့ကင်တွယ်လို့မရတဲ့ပိုင်ဆိုင်မှုတစ်ခုခုရှိသလားပေါ့နော်အဲ့မှာနားလည်လွယ်အောင်ပြောရရင်တော့ tangible assets လို့ခေါ်တဲ့ထိတွေ့ကင်တွယ်လို့ရတဲ့ပိုင်ဆိုင်မှုဆိုတာကအိမ်ချမ်းမြေကားငွေသားစတဲ့အရာတွေပေါ့နော်အဲ့ဒါတွေဟုတ်တယ်အဲ့ဒါတွေထိတွေ့လို့ရတယ်အဲ့တော့အဲ့ဒါတွေရှိရင်တော့မအိမ်နေရှိရင်ငှားစားထားလိုက်အင်းလားစေဝင်ဝင်ရနေမှာပဲ ဟုတ်တယ်နော်အဲ့ဒါလဲ passive income တမျိုးပဲအကားတွေရှိရဲ travel and tour တွေကိုထည့်ထားလိုက်ငှားစားထားလိုက်အဲ့ဒါလဲ passive income passive income တခုရနေမှာပဲငွေရှိတယ်နော်တခြားလုပ်ငန်းတွေမှာအာမာရင်းနှီးမြှုပ်နှံထားလိုက် silent partner လောက်ထားလိုက်ရင်လည်းပဲကိုယ့်ရဲ့ income ကကိုယ်အလုံးမလုံးဖဲနဲ့ရနေမှာပဲဒါမဲ့ဒီလိုတွေရှိဖို့ကတော့လူတိုင်းမဖြစ်နိုင်ဘူးဘာလို့လဲဆိုတော့အရင်းကြီးတာဟုတ်နော်ဟုတ်တယ်အဲ့တော့မားတို့ ထိတိကင်တွယ်လို့မရတဲ့ passive income ကတော့လူအများစုရှာနိုင်တဲ့ income မျိုးဖြစ်လာတာပေါ့เนาะဒီနေ့ခင်မှာတော့အမှဘလို့ဟာမျိုးကြီးလဲဆိုတော့ mobile ခွင့်နေ မိုဘိုင်းဝင်းတွေကနေပတ်စံရတာရှိရဲ website တွေ application တွေရေးထားတယ်အဲ့ဒီကနေပတ်စံရတာရှိတယ်အာတချို့တွေကိုယ့်ရဲ့ creation တွေပေါ့ design template တွေရှိတယ်အဲဒါမျိုးတွေကနေပြီးတော့ပတ်စံရတာတွေရှိတယ်ရှိလာတယ်အာဒါတွေကတော့ကိုယ့်ရေးချင်းနဲ့ကိုရောစိုင်းတာပေါ့ညီမလေးရဲ့ကိုယ့်ရဲ့ creativity နဲ့လဲစိုင်းတယ်ကိုယ့်ဖန်တီးမှုကို academy များလူကြိုက်များမယ်ကိုယ့်ဖန်တီးကအာကိုယ့်ဖန်တီးမှုကအသုံးတည့်မယ်ဆိုရင်ဒါတွေကနေ passive income များများရှာလို့ရတယ်အဲဥမာအားဖြင့်ဆိုရင်ကွာအာတီးဆရာကြီးတယောက်တချင်းကအရန်ပေါက်လို့ ုံးတဲ့သူများလာတိုင်းများလာတိုင်းမှာအဲ့သုံးဆွဲခွက်ကနေဝင်ဝင်ရလာနိုင်တယ်။အဲ့ဒါသူ့ရဲ့အရေးချင်းပဲ။သူ့ရဲ့အရေးချင်းပေါ့နော်။နောက်အခုနောက်ပိုင်းဆိုရင်အဂျင်ထရိနာတွေဆိုရင်အများနဲ့အော်ကိုကိုကိုအပင်ပန်းခံပြီးပြနေစရာမလိုတော့ဘူး application လေးလေးလုပ်လိုက်တယ်ဟုတ်တယ်ဂျင် app တွေရှိတယ်ကွာနောက်တစ်ခုမတို့စာသင်တဲ့လူတွေဆိုလဲ online course တွေ နောက်တစ်ခုမမတို့ဟို ebook တွေလုတ်လိုက်မယ်အဲအဲ့လိုမျိုးရေဆိုအများနဲ့စဉ်ဆက်မပြတ် passive income ရနေနိုင်တယ်ပေါ့နော်အဲအဲ့လိုဆိုတော့အဲ့ဒီဟာမှတကယ်ကိုကိုဘာမှ live run စရာမလိုဘဲနဲ့တစ်ခုအောင်မြင်သွားပြီဆိုရင်နောက်ပိုင်းဇက်တိုက်ဝင်ဝင်ရနိုင်မယ်အလုပ်မျိုးတွေပေါ့နော် မလီယာဖမ်နဲ့တင်ရီယိုပရိသတ်တွေက weekend spotlight အစီအစဉ်ကိုနားဆင်နေရတာဖြစ်ပါတယ်ရှင်။ဒီနေ့မှာတော့ဒေါက်တာနန်းနဲ့မို့သူနဲ့အတူတူ track ဆွေးနွေးတင်ဆက်နေတဲ့ weekend spotlight အစီအစဉ်မှာဆိုရင်တော့အခုဆက်လက်ပြီးတော့အောင်မြင်တဲ့အမျိုးသမီး business owner ရဲ့နှီးပြဟာရင်းကိုယ့်ရဲ့ရည်မှန်းချက်တွေနဲ့အခြေရေးနဲ့အိမ်တော်ရေးကိုဘယ်လိုမျိုးဟန်ချက်ညီအောင်ထိန်းသိမ်းမလဲဆိုတဲ့အကြောင်းအရာကိုဆက်လက်ပြီးတော့နားဆင်ပေးပါအောင်ရှင်။ ဟုတ်ကဲ့ပါရှင်။ကဲအဲ့တော့ဆက်ပြီးတော့သိစင်တဲ့မိကွန်းတစ်ခုရှိရေပေါ့နော်။အောင်မြင်တဲ့အမျိုးသမီး business owner တွေဒီဟာမောက်ကိုရိုင်းလဲအောင်မြင်တဲ့အမျိုးသမီး business owner တူဆိုတော့အဲ့ရဲ့နီးပြူဟာတွေပေါ့နော်။နည်းနည်းလောက်အဲဒါမှမဟုတ်အရင်များမေးသလိုများဖြစ်သွားလာပါတော့။နည်းနည်းလောက်ပြောပြပေးခဲ့ပါအောင်ရှင်။ဒါကတော့မ interview ဆမှာပြောခဲ့တဲ့လိုမျိုးပဲအမျိုးသားတွေပဲဖြစ်ဖြစ်အမျိုးသမီးတွေပဲဖြစ်ဖြစ်အတုံးဝင်မဲ့နီးလန့်နေလို့လဲယူဆပါတယ်။မဟုတ်ကဲ့။ဟုတ်ကဲ့ညီမလေး။ဟိုမောက်ကပြောချင်တာလေနီးပြူဟာဆိုတာထက်တော့အရေးချင်းလို့ပြောရင်တော့ပို့ပြီးတော့မှန်မှာပေါ့နော်။ အအမျိုးသမီး business owners အများစုက time management ကောင်းကောင်းလုပ်နိုင်ကြတယ်။ဟုတ်ကဲ့။မကုနာပြောသလိုပေါ့အဓိကနဲ့တာမညောင်းလဲသူတို့ခွဲနိုင်တယ်။ဘယ်ဟာဦးစားပေးလုပ်ရမယ်ဆိုတာကိုလည်းသူတို့သိတယ်။ဘယ်အချိန်မှာလုပ်ရမယ်ဆိုတာလည်း timing ကိုက်အောင်လုပ်နိုင်ကြတယ်ပေါ့နော်။အဲ့ဒါတစ်ချက်။နောက်တစ်ခုက emotion ကိုထိန်းချုပ်နိုင်ရတယ်။ emotion ကိုထိန်းချုပ်နိုင်ရတယ်ဆိုတော့မမတို့မှာဝမ်းနည်းခြင်းတွေရှိမယ်။အားငယ်ခြင်းတွေလည်းရှိမယ်နော်။ငိုချင်စိတ်တွေလည်းရှိမယ်။ ဘဲချိန်မှာငိုပြီးဘဲချိန်မှာတော့ငါအလုံးလုံးရမယ်ဆိုတဲ့ဟာကိုတော့ရှိရမယ်။တစ်ချိန်လုံးငိုပြီးတော့အရှိတ်ဆက်မသွားနိုင်တော့ဘူး။ဟာအသေးကြီးကွဲပါတယ်။ဒီအသေးကွဲတဲ့ဟာမှာပဲမျောပါနေမယ်။အအလုံးမလုံးနိုင်တော့ဘူးဆိုရင်လည်းဒါအောင်မြင်တဲ့သူဘယ်တော့မှမဖြစ်လာနိုင်ဘူး။အဲအသေးကွဲတဲ့အချိန်မှာကွဲငိုတဲ့အချိန်မှာငိုအလုံးလုံးတဲ့အချိန်မှာလုတ်ကိုယ့်ရဲ့ emotion ကကိုယ့်ရဲ့လုပ်ငန်းဝင်ကိုတည့်မလာရအောင် အဲ့ဒါကအောင်မြင်တဲ့အမျိုးသမီး business owners တွေရဲ့နှီးပြူဟာတွေကအဲအရေးချင်းတွေကတခုပေါ့နော်ညီမလေးအသေးကွဲနေပြီမဲ့နောက်နေ့မနေ့ပြန် meeting အစောဆုံးကို right time ရောက်နေရမယ်အဲ့ခုနကပြောသလိုပေါ့မိကလေးတွေကလေမလေးကိုကိုကိုထင်ခဲ့တာပဲငါမလုံနိုင်ဘူးလို့ထင်ခဲ့တာအာမကြော်ဖြတ်နိုင်ဘူးငါပြောညံ့မယ်လို့ထင်ခဲ့တာဒါပေမဲ့တကယ်တည်းရင်ဆိုင်ရတဲ့အခါမှာတော့လေစွန့်ရင်တွေကထွက်လာတယ်ဘာလို့လဲဆိုတော့မိကလေးတွေမှာကမတို့ကမိခင်စိတ်ဆိုတာရှိပြီးသား ီမိခင်စိတ်ကအရာရာဥဆောင်နိုင်စွမ်းရှိတယ်။အဲဒီမိခင်စိတ်ကြောင့်အာအမားတို့ကအော်ဒီကုတ်ကလေးကိုကိုကကာွယ်ပေးရမယ်ဆိုရင်အသိစိတ်ရှိတဲ့အတွက်အန်ရီတွေကိုလည်းကိုကရှောင်ရှားနိုင်တယ်ဟုတ်တယ်မဟုတ်တယ်ခုနကပြောသလို emotion ကလေတကယ်တကယ်အမားကစိတ်ကိုလှုပ်ပေးလို့သာအလုံးနဲ့မခွဲနိုင်ပဲဖြစ်နေတာတကယ်တကယ်အဲ့ emotion ကို control လုပ်နိုင်လို့ရှိရင်အလုံးကတက်တက်ကိုခံစားရတဲ့ခံစားချက်ကတက်တက်အဲ့လိုခွဲထုတ်နိုင်သွားပြီဆိုရင်မိန်းကလေးတွေအောင်မြင်မှုလမ်းစာပွင့်သွားပြီ အဲ့တော့ခုနကပြောသလိုဆိုရင် business owner အမျိုးသမီးအများစုကြီးလား emotion ကိုခွဲကိုခွဲနိုင်တယ် emotion ကို control လုပ်ကိုလုပ်နိုင်တယ်ကိုယ့်ရဲ့အလုပ်ငန်းဝင်နဲ့ကိုယ့်ကိုယ့်လုပ်ငန်းဝင်နဲ့ကို emotion အသိမသွားအောင်နောက်တစ်ချက်ကတော့ကိုယ့်ကိုယ်ကိုယုံကြည်မှု self confidence အပြည့်ရှိတာပေါ့နော်ရှိရမယ်အဲဘာလို့လဲဆိုတော့မအားတို့ငါလုံးနိုင်တယ်ခုနကပြောသလိုငါကြော်ပြနိုင်တယ်ဒါဒါဒီငါ့အတွက်ခြေလှမ်းတလှမ်းစာရှေ့ကိုအတိုးပဲဖြစ်ရမယ် ဆိုတော့စိတ်ရှိရမယ်ပေါ့နော်နောက်တစ်ခုလုံးတင်တာနဲ့မလုံးတင်အောင်ထိန်းချုပ်နိုင်စွမ်းအား self control ရှိရမယ်နောက်တစ်ခုကမတို့ဒီအမျိုးသမီးဒီစီးပွားရေးဆောင်ဆောင်ရှင်နေအများစုမှာရှိတာကတော့ leadership skills အရင်ကောင်းတယ်သူများနားဝင်အောင်ပြောနိုင်တယ်နောက်တစ်ခုကကြတော့ကိုဖြစ်ချင်တဲ့ဆန္ဒကိုတကယ်ပို ုတ်ကဲ့ပါရှင်ဟုတ်ကဲ့โอเคပါကဲအဲ့တော့ဒါအခုပြောသွားတဲ့အချက်တွေမှာလည်းကျွန်တော်အများကြီးအများကြီးမှတ်ထားရမယ့်အချက်တွေပါတယ်ပေါ့နော်ထပ်ပြီးတော့သိချင်တာရှိသေးတယ်မှာရယ်ကိုယ့်ရဲ့ရည်မှန်းချက်နဲ့အဲအချက်ခုနကတော့ပြောသွားလို့အသေးလေး꿰မယ်အစဉ်ပြေနေတဲ့အခြေအနေလည်းရှိမယ်ပေါ့နော်ပြီးတော့အိမ်တော်ရေးကိစ္စတွေလည်းရှိမယ်ပေါ့နော်ဒီဟာတွေကိုဘယ်လိုမျိုးပေါ့နော် balance ဖြစ်အောင်လို့ဟန်ချက်ညီမလဲမဟုတ်ကဲ့ကိုယ်တိုင်ဘယ်လိုမျိုးလုပ်ဖြစ်လဲဆိုတာလေးလည်းပြောပြပေးပါအောင်ရှင့်ဟုတ်ကဲ့ဟိုပေါ့ အချင်းအိမ်တော်ရင်းနဲ့ရီမန်းချက်ကိုဘလို့ balance ညီအောင်ညှိမလဲဆိုတာကလေကိုတယောက်တည်းပေါ်မှာတော့မမူတည်တော့ဘူးညီမလေးရဲ့ကိုရဲ့ partner ပေါ်လည်းအများကြီးမူတည်တယ်ကို partner ကကိုဘလောက်ထိနားလဲပေးနိုင်မဲ့တဲ့သူဖြစ်တယ်လဲဆိုရပေါ်မှာလည်းအများကြီးတော့မူတည်ရဲ့ပေါ့နော်အဲ့မှာမှကိုက အာသူဒီနားလည်းပေးတဲ့သူဖြစ်နိုင်တယ်ဆိုရင်တော့ရှေ့ဆက်သွားလို့ရတယ်ဒါပေမဲ့နားလည်းပေးတဲ့သူမဟုတ်နိုင်ဘူးဆိုရင်တော့မတော်အချိန်မီလန်းခွဲဖို့တော့လိုတယ်ပေါ့နော်အဲခုနကပြောသလိုအဲ့လိုနေရာမှာလည်းပဲကိုကကိုရဲ့ခံစားချက်ကို control လုပ်ဖို့တော့လိုတယ်ကိုခံစားချက်ကိုဟိုကိုရဲ့ရီမန်းချက်နစ်မြုပ်သွားတဲ့အထိနစ်မြုပ်စေတဲ့အထိမခံစားဖြစ်လို့တော့မရမရနောက်တစ်ခုအဲ့ရီမန်းချက်ဆိုတဲ့နေရာမှာတချို့ကလည်းရှိတယ်မဖြစ်နိုင်တဲ့ရီမန်းချက်တွေထားတာ ကိုနဲ့အရန်အလှမ်းကွာလို့နဲ့ရီမန်းချက်ထားတာထက်တော့မတို့ကဖြစ်နိုင်တဲ့ရီမန်းချက်ကိုထားပြီးတော့တဆင်ချင်းစီစူးစမ်းဖို့တော့လိုတယ်ပေါ့နော်အဲ့တော့မဖြစ်နိုင်တဲ့တချို့ကြောင့်လည်းရှိပါတယ်မဖြစ်နိုင်တဲ့ရီမန်းချက်တွေထားတယ်ကွာကိုကိုရဲ့အနေထားကိုချစ်သူကောင်လေးပေးနိုင်တဲ့အနေထားထက်မဟုတ်တဲ့ရီမန်းချက်တွေအများကြီးထားလိုက်တဲ့အခါကိုချစ်သူအိမ်တော်ဘက်ကိုလည်းကိုကဆုံးရှုံးရတယ်ဘာမှလည်းတကယ်လက်တွေ့ဖြစ်မလာဘူးဆိုရင်တော့မရေးနှခါနာတာပေါ့ညီမရဲ့တော့ဒါပေါ့ဒါပေါ့ဟုတ်အဲ့တော့မတော့ဟိုလေ ကိုယ့်ရဲ့ရည်မှန်းချက်ကိုကိုကတကယ်လိုချင်စိတ်ရှိတာလားကိုဘယ်လောက်ထိကြိုးစားနိုင်စွမ်းရှိတယ်လဲဆိုတာကိုကကိုတိုင်းတာနောက်ပြီးတော့ဖြစ်စေချင်တာကလေချစ်သူအိမ်တော်ဘက်နဲ့မယူခင်မှာသူဖြစ်ချင်တာကိုဖြစ်ချင်တာလေတေချာလေးဆွေးနွေးဒါကတော့သူတကယ်လိုက်ရောနိုင်တာလားကိုကဟောဒါတွေလိုက်ရောနိုင်တာလားဒါလေးဆွေးနွေးစေချင်တယ်ဘလို့မှညှိမယူရအာအကယ်၍များပေါ့နော်သူနဲ့ဘလို့မှညှိလို့မရရင်တော့ယူဖို့ကိစ္စတော့စဉ်းစားပေါ့ညီမလေးရဲ့နော်ဟိုမမိန်ကလေးတွေကိုလည်းနောက်တစ်ခုပြောချင်တာလေး မယူခင်မှာစိတ်သဘောထားချင်းမတိုက်ဆိုင်လို့လမ်းခွဲရတာကယူပြီးမှ क्वे သွားတာထက်ဆိုင် အများကြီးဖြစ်တာလေအများကြီးဖြစ်တာလေပေါ့နော်ဘာလို့လဲဆိုတော့အိမ်တော်ရင်အများစု အစင်မပြေကြတာကိုအမနားထောင်ကြည့်ရင်မယူခင်မှာသူ့ကြိုက်ကိုကြိုက်သူဖြစ်နေတာကိုဖြစ်နေတာပုံမှန်နည်းနည်းမဆွေးနွေးခဲ့ကြတာမပြောခဲ့ကြတာဟုတ်ကဲ့ အဲအဲ့ဒီအချိန်မှာတော့ပြောရရင်တော့မတို့ဟို marketing နဲ့ပြောရရင်တော့ promotion ကာလပေါ့ညီမလေးရဲ့သူအကြိုက်ဆောင်ကိုအကြိုက်ဆောင်အကုန်လုံးနေအကောင့်နေကြီးပဲပေါ့နော်အဲ့တော့ तू ကလည်းကိုကြိုက်အောင်နေတယ်ကိုကလည်း तू ကြိုက်အောင်နေတယ်ဆိုတဲ့အခါကျတော့ပြဿနာသိပြီးတော့မရှိဘူးတကယ်စတာကကျတော့ तू နဲ့ကိုနဲ့ဒီ24 hour တွေ့ရပြီဆိုတဲ့အိမ်အောင်တဲ့ဘဝမှာမှစတော့တာစတော့တာအဲ့တော့ तू မလိုက်လျောနိုင်ခြင်းနေရှိတယ်ကိုမလိုက်လျောနိုင်ခြင်းနေရှိတယ်ပေါ့နော်အဲ့ဒီခါမှာအဲ့ဒီခါမှာမတို့ရဲ့ အဆင်မပြေခြင်းစွာတွေဟန်ချက်မညီခြင်းတွေစွာဖြစ်လာကြတာအဲ့တော့မိန်းကလေးတွေကိုအကြံပေးချင်တာကလေဘလောက်ချစ်တဲ့သူဖြစ်ဖြစ်ပါကို့မကြိုက်မှဆိုလို့လက်မထပ်ဖြစ်တော့မှဆိုလို့ဆိုပြီးတော့ချစ်သူဘွားမှာတော့ဟန်ဆောင်မနေစေချင်ဘူးပုံမွေလင်းလင်းဆွေးနွေးအကယ်၍ဘလို့မှညှိမရအောင်သူကိုနဲ့သူနဲ့အဲဘလို့မှရှေ့ဆက်လို့မရတော့ဘူးလို့ခံစားရရင်တော့လမ်းခွဲလိုက်ပါတော့ဟုတ်ကဲ့ဟုတ်ကဲ့ပါရှင့် Weekend Spotlight Season ကနေပြီးတော့ Radio ပရိသတ်များအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့မှာတော့ဒေါက်တာနန်းနေမိုးသူနဲ့အတူတူဆွေးနွေးနေတဲ့ Weekend Spotlight Season ကို Radio ပရိသတ်တွေကနားဆင်နေရတာပါ။အခုဆက်လက်ပြီးတော့အချိန်ရေးမှာကိုယ့်ကိုတန်ဖိုးထားပြီးတော့လေးစားမှုရှိအောင်လို့ဘယ်လိုမျိုးနေရမလဲ။ချစ်သူဆုံးရွှဲရေးအိမ်တော်နဲ့ဇနီးမောင်နှံနေကြတဲ့မှာတယောက်ပေါ်တယောက် respect ရှိအောင်လို့ဘယ်လိုမျိုးနေထိုင်ရမလဲဆိုတဲ့အကြောင်းအရာကိုအခုဆက်လက်ပြီးတော့ Radio ပရိသတ်တွေကနားဆင်ပေးပါအောင်ရှင်။ ကဲအဲ့တော့အခုဒါတပြည့်ပြည့်နဲ့ပေါ့နော်အလုပ်တွေဘယ်လိုလုပ်ရမလဲဘယ်လိုကြိုးစားရမလဲ time management ဘယ်လိုလုပ်ရမလဲချင်းရောက်လာပါအချင်းနောက်ဆုံးတပြည့်ပြည့်နဲ့ interview နှုတ်ဆက်ပိုင်းအချင်းလေးတွေရောက်လာတာပေါ့နော်ဒီမှပြောခဲ့သလိုမျိုးပါပဲအမျိုးသားတွေအတွက်ကောအမျိုးသမီးတွေအတွက်ကောပေါ့နော်ဒီနေရာကလိုက်လုံမယ်ဆိုလို့ရှိရင်လုံလို့ရတဲ့အနည်းလမ်းတွေအများကြီးပဲပေါ့နော်ပြီးတော့အချင်းမှာလည်းအမျိုးသားပဲဖြစ်အမျိုးသမီးပဲဖြစ်မှာကိုယ့်ကိုယ်ကိုတန်ဖိုးထားတတ်ဖို့ကလည်းတကယ်ကိုမှအရေးကြီးရယ်ပေါ့နော်ဆိုတော့အချင်းမှာဒါတခြားသစိမ်းတယောက်ကကိုယ့်ကိုလာချစ်တာဖြစ်တဲ့အတွက်ပေါ့နော်မတူညီရဲ့အချက်တွေက တယ်အများကြီးတို့ရှိကြတာပဲခုနကတော့အမပြောသွားသလိုမျိုးပဲ promotion ကာလဆိုတော့အကောင့်နေကြီးပဲပြနေရတဲ့သူရှိတယ်ဟုတ်ကဲ့ပြီးတော့တချို့ကြတာလည်းအဲဘယ်လိုပြောရမလဲအနိုင်ကျင့်လို့ရရဲဆိုပြီးတော့ပေါ့နော်ဒီချက်သူဆုံးတွေဖြစ်နေတဲ့ကာလအတွင်းမှာပဲတစ်ဖက်ကိုယ့်ရဲ့ဒီလက်တွဲပေါ်အဖော်မွန် partner ပေါ်မှာနိုင်ကျင့်နေတဲ့သူနိုင်ယူကြရဲပေါ့နော်အဲ့တော့ဒီတစ်ဖက်သားကခံစားရတဲ့အခါမှာကိုယ့်ကိုယ်လေးစားမှုဒါကိုယ့်ကိုယ်တမိုးထားမှုတဖြည်းဖြည်းနဲ့ရော့ကြလာတယ်ပြီးတော့တခါလေကြောက်လို့ရှင်အော်သူငါ့ကိုလှုပ်တာလှုပ်လို့ရလို့ဆိုတာကိုကိုယ်ကလည်းလှုပ်ခွင့်ပေးထားသလိုမျိုးမ ါပြောသလိုမျိုးဖြစ်နေတတ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေမဖြစ်အောင်လို့ကိုကိုကိုတမူးထားပြီးတော့ဘယ်လိုမျိုးကိုကိုကို boundary တွေတတ်မှတ်ထားရမလဲဆိုတာလည်းမှနေပြီးတော့ပြ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 ပါအောင်ရှင့်ဟုတ်ကဲ့အဲမိန်ကလေးတယောက်အတွက်ပြောပြရမယ်ပေါ့နော်ဆိုရင်တော့ဒီချစ်သူဤစားဘွားမှာဆိုရင်တော့အမကိုတမိုးကိုကိုတိုင်မြင့်တင်စေခြင်းတယ်ကိုကိုတမိုးကိုကိုမြင့်တင်မှုဆိုတာကကြတော့ကိုချစ်သူတောင်းဆိုတဲ့ဆန္ဒကိုအလွယ်တကူမလိုက်လျောနဲ့ဒီခကြီးက လွယ်တယ်ညီမလေးလွယ်တဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့ကိုကကို့အချစ်နေရင်ပြီးရောသူ့ဘာတောင်းဆိုဆိုလိုက်ရောမယ်ဆိုရက်မိန်းကလေးတွေလည်းရှိတတ်ကြတယ်အဲ့ခါကျတော့ကိုပဲနစ်နာရတာနစ်နာရတဲ့အပြင်မှာတစ်ဖက်ယောက်ျားလေးကလည်းဘာဖြစ်သွားလဲဆိုတော့ဒီမိန်းကလေးကလွယ်တယ်ဆိုရက်စိတ်ဖြစ်သွားတာဟုတ်ကဲ့ဒီမိန်းကလေးကလွယ်တယ်ဆိုရက်စိတ်ဖြစ်သွားတဲ့အခါမှာငါဘလို့ဘဲချိန်နေမှာဘလို့ဘာပဲလိုချင်လိုချင်သူ့စီကရတာပဲဆိုတော့တတ်မှုမထတော့ဘူး ဥမာကွာအာကိုယ်ရကျက်ဘယ်ချိန်ရိုက်တက်တက်ရတယ်ဆိုရစိတ်ကြီးဖြစ်သွားတာပေါ့နော်အဲ့တော့ဒီမိန်းကလေးကိုတမိုးထားစိတ်တရားယောနေလာတတ်တယ်အဲ့တော့အာပြောရရင်ကိုချစ်သူတောင်းဆိုရဆန္ဒကိုအလွယ်တကူမလိုက်လျောပါနဲ့လို့ပြောချင်တယ်နောက်တစ်ချက်ကကိုကိုကိုတမိုးထားကိုကိုကိုတမိုးထားနောက်တစ်ခုကကြတော့လေသူ့အခက်အခဲတွေသူ့ရှင်ဖွင့်တန်တွေကိုကိုကနားထောင်ပေးတတ်တဲ့သူဖြစ်အောင်လို့ဟုတ်ကဲ့သူ့ရဲ့ live မှာကိုဒီမရှိမဖြစ်ပါတနာတယောက်ပါလားဆိုတာလေဖြစ်အောင် စ조사มาပေါ့เนาะကိုကကောင်းတဲ့အကြံတွေပေးနိုင်ရမယ်အဲကိုကသူ့ပေါ်မှာနှစ်သိမ့်ပေးနိုင်ရမယ်ဒါမျိုးတွေနဲ့ပဲသူ့ကိုဆွဲခေါ်စေခြင်း ਨੇ ခုနကပြောသလိုကိုရဲ့အဲမိန်းကလေးဘဝကိုရင်ပြီးတော့သူ့ကိုကိုယ်စီမှာစိတ်ရောက်နေအောင်မလုပ်စေခြင်းမူအဲကိုရဲ့တန်မိုးတစ်ခုကိုပြပြီးတော့ပဲသူ့ကိုကိုယ်စီကမခွာနိုင်အောင်လုပ်စေခြင်း ਨੇ ကိုကသူ့ကိုအကြံဉာဏ်ပေးနိုင်တဲ့သူဖြစ်အောင်လုပ်ရမယ်နောက်တစ်ခုကကြတော့ကိုကိုယ်တိုင်လည်း ဂုံတိတ်ခါရှိတဲ့နာမည်တစ်ခုရအောင်စူးစမ်းပြီးတော့တိဆောက်ကိုယ့်ရဲ့ဖြစ်တည်မှုကကိုယ့်ချစ်သူကိုယ့်အိမ်တော်ဘက်အတွက်ဂုံယူစရာတစ်ခုဖြစ်နေမယ်ဆိုလို့ရှိရင်သူ့ရဲ့စိတ်ထဲမှာပါကိုယ်လေးစားစိတ်စွာဖြစ်လာလိမ့်မယ်အဲ့ခါကြရင်အော်သူ့လိုမိမငါထက်မရနိုင်တော့ပါလားဆိုတဲ့စိတ်ဖြစ်လာရင်တော့ ကို့ပေါ်မှာလမ်းခွဲသွားဖို့ဆိုတာကတော့ဝေးပါလိမ့်မယ်ဝေးပါလိမ့်မယ်เนาะဒါဆိုရင်ဒါမြဲမဲ့နီလန်းလို့ပြောရမယ်เนาะအဲအင်းပေါ့ဒါဒါမဲ့လေဒီမြဲမဲ့နီလန်းဆိုတာကတော့ခုနကလို့ကိုယ့်ရဲ့ပါတနာရဲ့အစင်းသားချင်းငိမ်နိုင်စွမ်းနဲ့လဲစိုင်းပါတယ်တချို့တွေကဘလောက်ပဲတန်မိုးရှိအောင်တချို့ကကြတော့ရှိရဲကွယ်ဘလောက်တန်မိုးရှိတဲ့မိန်းကလေးကိုပဲရထားရထားတန်မိုးမထားတတ်တဲ့လူတွေလည်းရှိတယ်အဲ့ခါကျတော့အဲ့တန်မိုးတစ်ခုကို သူတို့ဆွတ်လို့ရတာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဒီဟာကလည်းတမိုးရှိလားမရှိလားဆိုတာလည်းမရဲ့မပြောသလိုမျိုးပဲအချိန်တစ်ခုကြာတော့မှပဲတည်သွားတဲ့ဟာလိုမျိုးပဲပေါ့နော်โอเคပါအဲ့တော့ဒီနေ့ weekend spotlight မှာဆိုလို့ရှိရင် woman empowerment နဲ့ပတ်သက်တာတွေရောအမျိုးသမီးရင်းနဲ့မဟုတ်ပါဘူးစူးစမ်းနေတဲ့လူငယ်တိုင်းအတွက်ပေါ့နော်ဘာတွေကိုဘယ်လိုလုပ်ရမလဲဆိုတာတော့ပြည့်စုံသိပြီးရပြီဒီမိကွန်းလေးဒါနှုတ်ဆက်လေးကတော့ခြိသေးတယ်ပေါ့နော်ဒါကတော့မရဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့ဟာလေးပါပေါ့နော်ဆိုတော့မရဲ့လုပ်ငန်းတွေကတစ်ခုဖြစ်တဲ့ဒီ Lady Grace Diamond Land စိတ်နိုင်ကြီးရှိမယ်ပေါ့နော်ဒါကတော့ရန်ကုန်မှာထပ်ထို့တည် ထားတဲ့အတိုင်းပဲရန်ကုန်ဆိုင်ရှိမယ်ပြီးတော့မန္တလေးမှာလည်းဆိုင်ဆိုင်ပဲရှိရပေါ့နော်ဆိုတော့ဒီဆိုင်ခွဲတွေအများကြီးဖွင့်တာလည်းမတွေ့ရဘူးပေါ့နော်ဒါပေမဲ့ဒီဆိုင်ကိုလာရောက်လေ့လာတဲ့အခါမှာဆိုရင်ဝန်ထမ်းတွေအများကြီးကိုပဲမအုပ်ချုပ်နေတာတွေ့ရတယ်ပေါ့နော်ဆိုတော့ဒါဒါတွေဟာဘာကြောင့်များဆိုင်ခွဲတွေအများကြီးမဖွင့်ပြလဲဆိုတာလေးကိုလည်းပြောပြပေးပါအောင်ရှင့်ဟုတ်ကဲ့ဟုတ်အဓိကကတော့လေမဟိုပြောခဲ့ဘူးသလိုပါပဲမရဲ့ဒီလုပ်ငန်းကဘိုးစင်ပေါင်းဆက်ဆင်းသက်လာခဲ့တာလည်းမဟုတ်ဘူးနောက်တစ်ခါမရမိဘအမွေရခဲ့တာလည်းမဟုတ်ဘူး အဓိကကကိုရီလက်ထက်မှာပဲကိုကပဲစာလုံးရင်စခဲ့ရတယ်ကိုရဲ့စူးစမ်းမှုနဲ့ဖြစ်တည်ခဲ့ရတဲ့အလုပ်ပေါ့နော်အဲ့တော့ဒီအလုပ်လေးကိုမမတအားတံမိုးထားတယ်နောက်ကိုသားသမီးမင်းမြင့်တွေအထိပေါ့နော်ဒီအလုပ်ကိုမလက်ဆင့်ကမ်းအမွေပေးနိုင်ခြင်းနဲ့အဲ့တော့ဘာလို့ရလဲဆိုတော့ဒီအလုပ်ကိုမရအိမ်တလုံးဆောက်တယ်လို့ပေါ့ညီမလေးရဲ့အထက်မြင့်ကြီးတွေတက်ဖို့ကလွယ်တယ် ဒါပေမဲ့ foundation ခိုင်မှုတော့လိုတယ်လို့ဟုတ်တယ်နော် foundation မခိုင်ရင်အထက်ဘလောက်တက်တက် DNA ညီခိုင်ခန့်မှု မရှိနိုင်ဘူးအဲ့တော့မအဲ့လိုပဲမရဲ့လုပ်ငန်းလေးကိုလည်းပဲ foundation ခိုင်အောင်လို့အရင်စူးစမ်းရတယ် foundation ဆိုတဲ့နေရာမှာကဟိုပေါ့နော်မတို့ဒီလုပ်ငန်းကိုဘလောက်ထိမတို့သွားကျင်တာလဲအဲ့ဘလောက်ထိခုနကတော့လို့ဘယ်အဆင့်ထိဘယ် level ထိဘယ်အထက်ထိမြင့်ကျင်တာလဲဆိုရဟာလဲအရင်အရေးကြီးတယ်အဲ့တော့ ကိုသွားခြင်းနဲ့အထက်တည်မြင့်လေဖောင်ဒေးရှင်းကိုခိုင်မှုအတွက်မတော်啊စ조사ရလေပဲအဲ့တော့အဲ့လိုစ조사တဲ့နေရာမှာမြမလေးခုနကပြောသလိုစိုင်ဝဲတွေအများကြီးဖွင့်မှာလွဲတယ်တကယ်တော့ဒါပေမဲ့စိုင်ဝဲတွေအများကြီးဖွင့်ပြီးတော့မနိုင်မနေဖြစ်မလားဟုတ်ကဲ့မနိုင်မနေဖြစ်ခံမလားစိုင်ဝဲတစ်ခုဖွင့်လိုက်ပြီဆိုရင်မြမလေးရဲ့ ရေရှည်ကုန်ကြားစီတွေရှိလာတယ်ဝန်ထမ်းစီဝန်ထမ်းစီတွေလည်းရှိတယ်ဆိုင်ငန်းကားအာဆိုင်ငန်းကားတွေ operation cost တွေအဲ decoration စီရိတ်တွေเนาะအဲအဲတခြား other cost တွေအများကြီးရှိတယ်ရှိတဲ့အခါကျတော့မမတို့ကအဲ့ဒါကိုစဉ်းစားတယ်အဲ့ဒီဟာကိုအဲ့ဒါဒီအဲ့ခုနကဇယိတ်တွေထပ်များလာခြင်းဒီဘမာသွား effect ဖြစ်လဲဆိုတော့ ကုန်ပစ္စည်းတစ်ခုတစ်ခုချင်းစီမတို့ရောင်းလိုက်တဲ့ပစ္စည်းတစ်ခုတစ်ခုချင်းစီရဲ့ဈေးနှုန်းမှာသွားပြီးတော့ effect ဖြစ်တယ်။อืม cost များလေဈေးနှုန်းကဈေးနှုန်းကတက်လေဖြစ်သွားတယ်။ဒီဘက်မှာဟုတ်ကဲ့ဟုတ်တယ်เนาะအဲ့တော့အမကအဲ့လိုစိုက်ငွေတွေမနိုင်မနှင်းဖွင့်တာမျိုးထက်အချင်းယူပြီးစိုင်တဆိုင်ဆိုတဆိုင်တေချာလေးတော့ဖွင့်ဖြစ်တယ်။အဲမောက်ဖွင့်တဲ့စိုင်တွေကလည်းပဲအခုဦးဝိစာရလန်းစိုင်ဆိုလို့ရှိရင်လည်းပဲမတို့ အဒီအဆောက်ကိုကိုပိုင်ဝယ်ပြီးတော့မှဖွင့်တယ်အဲ့တော့ကိုပိုင်ဝယ်ပြီးတော့ဖွင့်တဲ့အခါကျတော့ဘာကောင်းလဲဆိုတော့နံပါတ်1ညီမလေးဆိုင်ကန်းငါကမရှိတော့ဘူးတက်တာပါပဲတက်တာပါပဲဒီလိုနေရဒီဒီလောက်အဆောက်ဦးဆိုရင်မတို့ဆိုင်ကန်းငါကအများကြီးကုန်ပါလေနောက်တစ်ခုကိုပိုင်ဖြစ်တဲ့အတွက်မတို့ဒီဆိုင်ကန်းငါရယ်ဆိုရင်ကွာဒီဒီဇိုင်းကိုငှားလိုက်တယ် decoration တစ်ခုပြင်တယ်နောက်တစ်ခုထပ်ပြီးတော့နောက်ဒီဇိုင်းနေရောင်ရွှေ့ရယ်ဆို decoration ကတွေကလည်းဆုံးရှုံးတယ် ်ကိုယ်ဆိုင်နေရာပဲဖြစ်တဲ့အတွက်ကြောင့်မလို့ကိုဒီ decoration တခုသွားရင်ကာလာရှေ့ချာတုံးလို့ရတယ်ပေါ့နော်အဲ့ decoration မှာမဟုတ်ခုကာလာဆိုမတို့ solar တက်တာရောမီးဆက်တရောဒီ other cost တွေအများကြီးပေါ့ညီမလေးအဲ့ဒါကိုလည်းမတို့ကစဉ်းစားတယ်အဲ့နောက်တစ်ခုကကြတော့ဝန်ထမ်းအုပ်ချုပ်မှုပိုင်းပေါ့နိုင်နိုင်နေနေကိုဒီကြည်နိုင်တယ် ဝန်ထမ်းနေနဲ့လဲပို့ပြီးတော့ချစ်ချစ်ခင်ခင်ရင်းရင်းနှီးနှီးနေနိုင်တယ်။ဟိုဘက်ဆိုင်ပြေးလိုက်ဒီဘက်ဆိုင်ပြေးလိုက်လောရတာထက်စာရင်တော့တဆိုင်ထဲမှာအားလုံးစုစုစည်းစည်းနောက်တစ်ခါပစ္စည်းလာကြည့်တဲ့ customer အနေနဲ့လဲအဲတဆိုင်ထဲမှာစုံစုံလင်လင်ကြည့်လို့ရတာပေါ့နော်ညီမလေးဟိုဘက်ဆိုင်မှာဟိုပစ္စည်းထားဒီဘက်ဆိုင်မှာဒီပစ္စည်းထားဆိုရင် customer အနေနဲ့လဲလိုတဲ့ဟာကိုတဆိုင်ထဲမှာကြည့်လို့ရကြင်ပါလေရမယ်။ဆိုတော့အဲ့ဒီဟာကို ဟိုမတို့ကတေချာလေးစဉ်းစားတယ်အဲ cost တွေကိုစဉ်းစားတယ်နောက်တစ်ခုကရေရှည်သွားနိုင်မဲ့ plan တွေကိုစဉ်းစားတယ် operation ဘယ်လို run နိုင်မလဲဆိုတာကိုစဉ်းစားတယ်အားကြောင့်မလို့မစိုင်ခွဲတွေအများကြီးဖွင့်တာတဲ့တစ်ဆိုင်စုတစ်ဆိုင်တေချာဖွင့်မယ်ကြာချင်းကြာမယ်နောက်တစ်ဆိုင်ဖွင့်မှာဒါပေမဲ့လည်းတေချာသွားမယ်ခုနကတော့ပြောသလိုနာမည်ကောင်းတဲ့ရဲသားစင်မြေဆက်ထိအမွေပေးနိုင်မဲ့လုပ်ငန်းကောင်းတစ်ခုဖြစ်အောင်တော့မှကြိုးစားတယ်ပေါ့နော် Okay ပါရှင်ဒါလည်းဒါ business လုပ်မဲ့လူတွေအတွက်ကိုနီလန်ကောင်းတစ်ခုပါပဲဟုတ်ကဲ့ပါဟုတ်ကဲ့ပါရှင်ကဲအဲ့တော့ဒီနေ ့ပေါ့နော် weekend spotlight အတွက်ကို interview ခံတာလေးမှာမိခုနဲ့အများကြီးကိုပေါ့နော်ပြည့်စုံလေးရောတေချာလေးရောလာရောက်ပြီးတော့ဖြေကြားပေးတဲ့ Lady Grace Diamondland က founder ဒေါက်တာနန်းတင်မို့သူမောင်ထထုတ် review ကနေပြီးတော့ကျေးဇူးများရဲ့ပဲတင်ပါတယ်မကလည်းနှုတ်ဆက်စကားလေးပြောပြပါအောင်ဟုတ်ကဲ့မကလည်းမမတီတလောက်လေးမျှဝေပေးခွင့်ရတဲ့အတွက်မန္တလေး FM ကိုကျေးဇူးအများကြီးတင်ပါတယ်ညီမလေးထက်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ဟုတ်ကဲ့ပါမောင်